ားလုံးပဲမင်္ဂလာပါခင်ဗျာ။ဝေါ်ဖေးမဲ့ပဇေကနေယူဆိုပါရယ်။လူတိုင်းကလှခြင်းပါခြင်းကြပါရယ်။ဒါကြောင့်ကိုကူကိုပူပြီးလှပါလာအောင်ပလတ်စတစ်ဆာဂျရီတွေကိုလည်းမကြာခဏပြုလုပ်လေးရှိကြပါရယ်။ဒါပေမဲ့ဒီလူတွေကတော့ဘလို့စိတ်ကူးမျိုးနဲ့ကိုမျက်နာကိုဒီလောက်ထိပုံစိုးပန်းစိုးဖြစ်အောင် ခွဲစိတ်ပြုပြင်ခဲ့ကြတယ်လို့တော့မသိပါဘူး။ဒါကြောင့်ဒီနေ့လူသားစစ်စစ်ကနေတခြားပုံသဏ္ဍာန်တစ်ခုဖြစ်အောင်ခွဲစိတ်ပြုပြင်ခဲ့ကြတဲ့လူတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါရယ်။ နံပါတ်1အန်တိုနီ လော်ဖရီဒိုဒီလူကတော့သူ့ကိုယ်သူဂျိုသားတယောက်နဲ့တူအောင် ခွဲစိတ်ပြုမြင်ခဲ့တာဖြစ်ပါတယ်သူကဒီပြောင်းလဲမှုကို The Blood Alien Project လို့အမည်ပေးထားပြီးသူ့ကိုယ်သူလူသားတအူးကနေအသွင်ပြောင်းထားတဲ့ဂျိုသားတအူး Blood Alien အဖြစ်ကိုအပြည့်တိုင်ပြောင်းလဲပြီးဖို့ရည်ရွယ်ထားပါတယ်သူဟာငငယ်လေးကလေးကဝိတုတွေကဇက်ကောင်တွေလိုမျိုးဂျိုသားတယောက်ဒါမှမဟုတ်အနေအထားတော်တော်ကောင်ရဲ့ပုံစံမျိုးကိုပိုင်ဆိုင်ခြင်းခဲ့ပါတယ်ဒါအကြောင်းပထမဆုံးခြေလဲအနေနဲ့ နှာခေါင်းနဲ့နေရွက်တွေကိုဖေရှားခဲ့ပါတယ်။ရှားကိုလည်းနှချမ်းခွဲထားပြီးလက်ချောင်းတွေကိုလည်းတလိစံနှာခေါင်းရဲ့လက်သေးတွေနဲ့တူအောင်ပြုပြင်ထားပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးကိုအနေအောင်စည်းချထားတာကြောင့်ညအချိန်မှသာအမှတ်တမှတ်တွေးလိုက်ရင်တော့လိပ်ပြလွင်သွားနိုင်ပါတယ်။သူဟာအမြဲတမ်းလှည့်လည်သွားလာနေတာကြောင့်သိရင်ရှိကိုလည်းရောက်လာနိုင်ပါတယ်။နံပါတ်1 Danny Evana သူကိုတော့ stalking cat လို့လူပြများပါတယ်။ stalking cat ဆိုတော့ကြောင်လို့မထင်လိုက်ပါနဲ့။ကြားပါ။ကြားမှာအထီးဆိုတာထက် အမနဲ့တော့ပူတူပါတယ်။သူဟာအမေရိကန်နိုင်ငံသားတယောက်ပါ။အမေရိကန်ရစ်တပ်မှလည်းစစ်မှုထမ်းခဲ့ပူပါတယ်။သူ့ရဲ့ရိုးရာယုံကြည်ချက်အရာကြားရကောင်ရဲ့ပုံစံတန်းကိုခန္ဓာကိုယ်မှာပြောင်းလဲခြင်းဟာဝိညာဉ်စွမ်းအားကိုရရှိစေတယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့သူ့ကိုယ်သူကြားအဖြစ်ကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကြားရဲ့ပါဇက်ပုံစံမျိုးရအောင်နှက်ခမ်းအပေါ်ပိုင်းကိုခွဲစစ်ပြီးဒီကိုယ်လုံးကိုကြားပုံစံအစင်းချောင်းတတူတွေကိုထိုးထားခဲ့ပါတယ်။ နှာခမ်းမွေးအတုတွေတက်စင်ဖို့ပဇက်နာတဝိုက်ကိုလည်းအပုပ်တွေဖောက်ခဲ့ပါသေးတယ်။ဒန်နီယယ်ဘနာဟာသူ့ရဲ့ထူးခြားတဲ့ရုပ်သွင်ကြောင့်မီဒီယာတွေမှာအလွန်လူသိများခဲ့ပြီးကမ္ဘာစံချိန်ဆောက်ထဲမှာတောင်ပါဝင်ခဲ့ပါတယ်။သူဟာအသက်54နှစ်အရွယ်2012ခုနှစ်နိုဝင်ဘာလ5ရက်နေ့မှာပဲကွယ်လွန်ခဲ့ပါတယ်။အကြောင်းရင်းကတော့ခွဲစိတ်မှုအရမ်းများသွားတာကြောင့်လို့သိရပါတယ်။နံပါတ်3 Aries Sabri သူကတော့ The Lizard Man ပုတ်တင်ညိုလူသားလို့လူသိများပါတယ်။ အမေရိကန်ပြည်ထောင်စုမီနီဆိုရာပြည်နယ်ခြာနာဇန်မြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့လူသားရုပ်တွင်ကိုဖျောက်ဖျက်ပြီးတွားတော်တက်တော်ကောင်ရဲ့ရုပ်တွင်ကိုပုံဖော်ဖို့ပဲဖြစ်ပါတယ်။အဲဒါကြောင့်ခန္ဓာကိုယ်တစ်ခုလုံးကိုအစိမ်းရောင်အခြေကုန်ပုံစံတက်တူးတွေအဖြစ်ထိုးလိုက်ပါတယ်။ရှားကိုလည်းမွေးလိုလိုပုတ်တိညိုလိုလိုနှစ်ခွခွဲထားပြီးဒီရှားကြီးကိုပဲထုတ်ထုတ်ပြနေတတ်ပါတယ်။သူ့မှာအများနဲ့မတူပဲထူးခြားတဲ့တဲနံတစ်ခုလည်းရှိပါတယ်။အဲဒါကတော့နှာခေါင်းတွေကတန်ချောင်းတွေထက်ပြီး ပါဇက်ကနေတဆင့်နားထီရအောင်ပြန်ထုတ်ပြတာပါလူထူးဆန်းပြိုင်ပွဲတွေကိုလည်းအများပြားဝင်ပြန်ခဲ့ပြီးသူ့ရဲ့စမ်းကြယ်တဲ့ဖြောပြေပွဲတွေကိုလည်းကဘာတဝန်းလုံးမှာပြုလုပ်ခဲ့တာကြောင့်အတော်လေးကိုနာမည်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ပါတယ်နံပါတ်၄မာရီယာဟိုဆေးခရစ်စတီနာသူမကတော့မက္ကဆီကိုနိုင်ငံသူတစ်ယောက်ပါရှင်းနေဟောင်းတအုပ်ဖြစ်ပြီးတက်တူပညာရှင် စီးပွားရေးလုပ်ငန်းရှင်ဖက်ရှင်ဒီဇိုင်နာ motivational speaker ဆက်သဖြင့်ကျွမ်းကျင်မှုမျိုးစုံရှိပါတယ်ဒါပေမဲ့သူ့ကိုယ်သူဘန်ပိုင်းရတဲ့ကောင်ဖြစ်ပြောင်းလဲခဲ့ပါတယ် အိမ်တွင်အကြမ်းဖက်မှုကိုကြုံတွေ့ခဲ့ရပြီးနောက်ဒီလိုမျိုးနာကျင်ခဲ့ရတဲ့အတိတ်ဘဝကနေယုံထွက်ဖို့အခုလိုမျိုးပြောင်းလဲခဲ့တာဖြစ်ပါတယ်။သူမခန္ဓာကိုယ်ရဲ့96ရာခိုင်နှုန်းကိုပြောင်းလဲခဲ့ပါတယ်။ဒီလိုပြောင်းလဲခြင်းအပြင်ခိုင်မာတဲ့စိတ်ဓာတ်နဲ့မကြောက်ရွံ့မှုကိုပေါ်ပြခဲ့ပါတယ်။နောက်ပြီးသူမဟာအမျိုးသမီးများအကြမ်းဖက်ခံရမှုနဲ့ပတ်သက်တဲ့လူမှုရေးအသိပညာပေးလုပ်ငန်းများမိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာဟောပြောပွဲတွေကိုလည်းပြုလုပ်လို့ရှိပါတယ်။ သူမဟာဒီလိုမျိုးအစွန်းရောက်တဲ့ရုပ်တွေကိုပိုင်ဆိုင်ထားပေမဲ့ကလေးလေးဦးရဲ့မိခင်ကောင်းတဦးအဖြစ်တာဝန်ကြီးအောင်ကြိုးစားနေစေဖြစ်ပါတယ်။လက်ရှိမှာတော့မက္ကဆီကိုနိုင်ငံမှာပဲတက်တူစတူဒီယိုတစ်ခုကိုတည်ထောင်ထားပြီးတက်တူပညာရှင်အဖြစ်လုပ်ကိုင်နေပါတယ်။တစ်ချိန်တည်းမှာပဲ motivational speaker အနေနဲ့နိုင်ငံတကာကိုခရီးထွက်ပြီးအမျိုးသမီးများအကြံဖတ်မှုဆိုင်ရာအသိပညာပေးမှုတွေပြုလုပ်နေပါတယ်။နံပါတ်5ညင်းစိတ်ပေါက်နေတဲ့ကောင်မလေး။သူမရဲ့နာမည်ကတော့ Hogestella လို့ခေါ်ပါတယ်။ဂျာမနီနိုင်ငံသူတစ်ယောက်ပါ။ သူမကလည်းတာမန်လူတယောက်လိုမျိုးပြီးတာမန်လူတယောက်လိုပဲကြီးပြင်းခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့တလိမ့်ဆန်းယုံကိုတွားရောက်လဲပက်ရင်းကနေမြင်းတကောင်ကိုတွေးမိပြီးဒီမြင်းကအယမ်းလာတာပဲငါလည်းသူ့လိုဖြစ်ချင်လိုက်တာဆိုပြီးစိတ်ထဲမှာဆွဲတွာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမျက်နှာကိုမြင်းနဲ့တူအောင်ခွဲစိတ်ပြုပြင်လိုက်ပါတယ်တကယ်ချင်းလို့လည်းသူမလူလှချင်းလိုက်ပြီးခွဲစိတ်လို့ရပါတယ်ကဲနောက်ဆုံးအနှစ်ချုပ်လိုက်သူတို့အားလုံးဟာသူတို့ရဲ့ပတ်ဝန်းကျင်ကနေမတူညီတဲ့လူတယောက်အဖြစ်ကွဲထွက်ခြင်းလို့အခုလိုမျိုးခွဲစိတ်ခဲ့ကြတာဖြစ်ပါတယ် ူတို့လိုမျိုး body modification ကိုလုပ်ဖို့ကြိုးစားနေကြသူအများပြားလည်းရှိနေပါတယ်။ဒီလိုမျိုးဘူဒ္ဓရာရစီအကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်။